ဒါကြောင့်မြတ်စွာဘုရားကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကိုလှုပ်လိုက်ပြီးကိုစေတနာနဲ့လှုပ်လိုက်ပြီးဆိုလို့ရှိရင်အဲ့ဒါကိုကိုတကယ်ပိုင်သွားပြီကျန်တာတွေကတော့ဘာမှမသေးကြဘူးပဂရိဥစ္စာပစ္စည်းကိုပိုင်ဆိုင်တာလူချင်းချင်းပိုင်နေလို့ထင်တာအဓိကတော့တက်ရှိတက်မဲ့ဒိဋ္ဌိနှမျိုးပါပဲပိုင်နေထင်တယ်နောက်ဆုံးကိုခန္ဓာကြီးကိုပိုင်နေထင်တာဒါတွေကအထင်မြတာရှိတယ်တကယ်ပိုင်တာမဟုတ်ဘူးဘာလို့လဲဆိုတော့မသေးကြမှုနဲ့သွားနေလို့ ဥစ္စာပစ္စည်းကလည်းမတေချာမှုနဲ့သွားတာပဲ။ तू ကကိုယ်ဆိုရင်ဆိုမယ်။ကိုယ်ကသူ့ကိုဆိုရင်ဆိုမယ်အခြေအနေရပါတော့။ဘေးကကိုယ်ကိုချစ်တဲ့လူကိုယ်ကချစ်တဲ့လူတွေကလည်းမတေချာမှုနဲ့သွားတာပဲ။နောက်ဆုံးကိုယ်ခန္ဓာကိုယ်ကြီးကွာစားပါတော့။မတေချာမှုနဲ့သွားနေတာ။တကယ်တည်တည်ချာချာကိုယ်ဟာပါလို့ပြောလို့ရတာကိုယ်ပြုထားတဲ့အလုပ်ဆိုတဲ့ကံတရားပဲရှိတယ်။ဒါကြောင့်မြတ်စွာဘုရားဆင်ခြင်ရမယ်တဲ့။ဘလို့ဆင်ခြင်ရမှာတော့ကမ္မတကောမိ။ငါမှငါတကယ်ပိုင်တာဆိုလို့ငါဥစ္စာဆိုလို့ငါပြုထားတဲ့ကံပဲရှိတယ်လို့ဆင်ခြင်ရမယ်။ တနည်းအားဖြင့်ကောင်းမှုပြုရတာများအားချစရာကောင်းလိုက်တာလို့ဖြစ်ရလောက်တဲ့ပုံကိုယ်တူတွေအများကြီးရှိတယ်။ဒါပစုအကြောင်းမြန်ကပြောရမလဲလို့ဘုံကစဉ်းစားကြည့်တယ်ပြောစရာတွေကအများကြီးပဲ။ဟုတ်လား။အဲ့ဒီမှာနည်းနည်းအမျိုးသမီးပိဋကတ်အတွက်အတူယူအားချစရာပေါ့နော်။ပစုအကြောင်းပြောခြင်းလို့ဆိုခေမာထေရီဟုတ်လား။ဟွန်းအလွန်ချောမောလှပတဲ့မဒရစ်အတိုင်းနဲ့လူဖြစ်တာကောစားအဲ့ဒီမှာသွားဖြစ်တယ်ဘင်းရသမီးသွားဖြစ်တယ် ဟောအရွယ်ရောက်တဲ့အခါကျတော့ဗိမိတာရမင်းကြီးကနောက်ောက်ယူလို့မိဖုရားဖြစ်တယ်ရုပ်ရည်အနေနဲ့လည်းသူ့လောက်လှတာမရှိဘူးလို့တောင်သူထင်ရအောင်သူ့ရဲ့ရုပ်ရည်ဟာပြည့်စုံတယ်လောကီအနေနဲ့တော့ဒါအကုန်ကိုပြည့်စုံနေတယ်လို့ပြောလို့ရတယ်အဲ့မှာဘုန်းဘောအံဩတာဩော်သူ့ရဲ့ကောင်းမှုဟာအလွန်အားကြီးပါလားဆိုတာကိုဘယ်နေရာမှာသွားတွေ့မိတုံးဆိုတော့ဒီရုပ်ရည်တွေလှတာမိဖုရားဖြစ်တာလောက်ကိုစိတ်ထဲကသိမအံ့ဩဘူးပေါ့နော် အဲသူအကျွတ်တရားရဖို့အတိရူးဉာဏ်ဓုကိုရဖို့အတွက်ပဲလေပဲသူ့ရဲ့ဘုံကဘလောက်ကြီးတုံးဆိုတော့သူကမြတ်စွာဘုရားဒီကိုသူကသွားကျင်တာမဟုတ်ဘူးမြတ်စွာဘုရားယုတ်ကြီးရဲ့အပြစ်ကိုပြောတယ်ဆိုတာကိုသူကကြားဘူးဒါတော့ငါ့မြန်လူကြားထဲမြန်ပြောထည့်လိုက်လို့ရှိရင်တော့မျက်စိမလားမျက်နှာမလားဖြစ်တော့မှာပဲဆိုသူမသွားတာဟုတ်လားဒါပေမဲ့သူ့ကိုအဲ့ဒီနေရာကိုမရောက်ရောက်အောင်ဘယ်သူကပို့တော့ဘိမိတာတာမင်းကြီးကပို့တယ်ချော့ပို့လို့မရချော့ပို့လို့မရနောက်ဆုံးကျတော့ဘယ်လိုပို့တော့နိုင်ငံမှာရှိတဲ့နုပညာရှင်တွေကို နော်ဝေလူဝံကျောင်းတော်ကြီးရဲ့တာယာဘုံပွားเสียရကောင်းမွန်သချင်းရေးခိုင်းနေခစ်စားတဲ့သချင်းတပုတ်ဖြစ်အောင်တော့လှုပ်တယ်လူတွေရဲ့နှုတ်ပြားဘယင်ကြိုက်တဲ့သချင်းဆိုဆိုကြတော့အဲ့မှာမိဖုရားဩဒီလောက်တောင်တွားเสียရကောင်းသလားဆိုတော့ဟောတွားရောဟိုရောက်တော့လည်းပဲသူ့ရဲ့ဘုံကံဘလောက်ကြီးတော့မြတ်စွာဘုရားသူ့ကိုဘာလုပ်နေတော့အရန်သင်းစောင့်နေသူကမြတ်စွာဘုရားဒီတွားကျင်တာမဟုတ်ကြောင်းပဲတွားကြည့်တာတကယ်တမ်းကဟုတ်လား ာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားသူ့ထက်အစာပေါင်းများစွာကျော်မွတ်လှပ်ပါတဲ့နေမိတာယုတ်မျိုးသမီးလေးဖန်ဆင်းထားတယ်။ဒါသူကဖန်ဆင်းထားလို့သူကတော့မသိပါဘူး။ဟုတ်လား။အသူအံ့ဩသွားတယ်။သူကဒီယုတ်ကိုစိတ်ဝင်စားတဲ့ပုံကိုလေ။ဟုတ်လား။အဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုနော်ပြောရလို့ရှိရင်တကူပြပြီးတော့ကိုဘာလို့ရတော့ချစ်ချွတ်တာ။သူ့ကိုအတိတူးညံတူးရဖို့အတွက်မြတ်စွာဘုရားအပင်ပန်းခံပြီးတော့ကိုပေါ့တောင်လှုပ်ပေးတာ။ဘင်းကြီးကလည်းလှုပ်ပေးတာ။အဲ့ဒါလေးကိုဘုံဘုံကကြည်ကြည်တာပေါ့ဟုတ်လား။ ောက်တော့ဒီနိမိတယုတ်ကတပြည်ပြည်နဲ့ကြည်ရင်နဲ့အိုးပြီးတော့နောက်ဆုံးနာပြီးတော့မရှိမလားပြက်စီးသွားတယ်ဟာတော်တော်ကိုစိတ်ပြက်စရာကောင်းတဲ့အနေအထားကိုမြင်ရတော့အဲ့ဒီမှာယုတ်ရဲ့တဘာဝကိုမြတ်စွာဘုရားစကားတခွမှမပြောပါပဲနဲ့သူကဖြစ်သွားတော့သဘောပေါက်သွားတယ်အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားတရားဟောလိုက်တယ်အဲ့ဒါလွယ်လွယ်ကူကူပဲအတိတူးဉဏ်တို့ကိုရတယ်ဟုတ်လားနောက်တော့ဗိမိတာရမင်းကြီးဒီခွန်တောင်းပြီးတော့ယဟန်ပြုတော့ယဟန်မှဖြစ်တဲ့အခါကျတော့ယဟန်တာဖြစ်သွားတယ် တော့သူ့ရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ဘုံကံသူ့ရဲ့ပြုတ်ခဲ့မှုတဲ့ပါရမီကောင်းမှုကိုမှန်းလို့မရဘူးလားရရင်ဟုတ်လားနော်မိဖုရားဖြစ်တာတော့ရုပ်ရည်လှတာတော့ကိုဘုံဘုံကမအံ့ဩပါဘူးပြောခဲ့ပြီနော်သူတရားတို့ရဖို့အသိဉာဏ်ရဖို့အတွက်ဘုရင်ကလည်းလှုပ်ပေးရတယ်နောက်ဆုံးမြတ်စွာဘုရားတောင်းမှနော်ဤမျိုးစုံနဲ့အပင်ပန်းခံပြီးတော့သူ့ကိုနော်ဘာလို့ပေးရတော့နော်တရားဟောပေးရတယ်စဉ်းစားတရားမကောင်းဘူးလားကောင်းတယ်နော်ဒါဘုံဘုံကဒီနေ့ ပုပ်ပိသကတဘုံညတာအကြောင်းကိုပြောဘယ်သူအကြောင်းပြောခြင်းစိတ်ပေါက်တုံးဆိုတော့ကိုလည်းသိပြီးတော့မပြောဘူးသေးတဲ့နော်ဇောတိကတထေကြီးအကြောင်းပြောခြင်းတယ်အဲ့ဒီဇောတိကတထေကြီးကပြီးတော့သူကယဟန်ပြုတ်ပြီးတော့ယဟန်နာဖြစ်သွားတာသူအကြောင်းကိုဖတ်ကြည့်တာဟိုမယုံစရာကောင်းလောက်အောင်ကိုပဲကြီးကျယ်ခမ်းနားတယ်ပေါ့နော်ဟိုသူကဗိမိတာရမင်းကြီးရဲ့အတိုင်းပြည်မှာဖြစ်တာတထေကဒါသည်ဘယင်နဲ့သူကအများကြီးတာနေတယ် သူနေဖို့နေရာတွေကိုနတ်တွေကဖန်ဆင်းပေးတယ်လို့ဆိုတယ်။နောက်သူ့ရဲ့အိမ်ကိုနတ်ဘလူးတွေစောင့်ရှောက်တယ်။အလွန်ထမေကြီးလွန်းလို့လူတွေကတထည့်အိမ်ကိုလာလာကြည့်တယ်။ဗိမိတာရာမင်းတောင်အလှဲ့မကြဘူးတော်တော်နဲ့။တာဘိန်ကြီးကနောက်တော့သွားကြည့်တာပေါ့နမေကြီးလွန်းလို့သူတိုင်းပြည်ထဲမှာရှိတဲ့တထည့်ကြီးကအလွန်သူ့တဲ့တောင်နမေကြီးနေတယ်ဆို။အဲ့ဒါဇာတတက်ကသူ့လက်ဆွဲပြီးတော့ကလေးပေါ့ဆာလိုက်သွားတယ်လို့ဆိုတယ်။ဟိုရောက်တဲ့အခါကျတော့ ဒီကြောက်တွေဖန်နေဝင်းထိန်နေတာတွေပဲခင်းထားတဲ့ခါတော့ကြောက်တွေပါတယ်လို့ထင်းနေတယ်တဲ့တိတ်တော့မသွားရဲဘူးတဲ့ဘုရင်ကြီးကဟုတ်လားအဲ့ဒါကျွန်မလက်လှမ်းပေးတာတော့မှကျွန်မတော့တတိယကြီးရဲ့ကတော်ထင်းပြီးတော့သူကရှက်နေတယ်လက်မကင်ရဲဘူးတဲ့အများကြီးပါပဲရေးထားအဖြစ်ချင်းတော့ဒီအဇာတတကအဲ့ဒါလက်ဆွဲရင်းနဲ့အော်အလွန်ကြီးကြီးခန်းထားတဲ့နော်ဗိမာန်ကြီးပေါ့နော်အိန္ဒိယကြီး ငါဖေရရှင်ဘင်းဖြစ်ပြီးတော့တက်သားအိမ်နဲ့နေရတယ်ပေါ့။နောက်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီတတိယဘယ်နဲ့ကြောင့်ဒီလောက်ကြီးကြီးကျယ်နေတာတော့ငါရှင်ဘင်းဖြစ်လို့တော့ဒီနေရာကိုငါလာသိမ့်ပြီးတော့ငါဒီနေရာမှာနေမယ်။တခါလဲစဉ်းစားတယ်သူကလည်းဟုတ်လား။အဲ့ဒါနဲ့နောက်တတိယကတော့မြောက်ကျွန်းသူနဲ့တွေ့ပြီးတော့အဘင်းကြီးရဲ့ခေါင်းကခေါင်းပေါင်းထားတဲ့အဝတ်ကပါလာတဲ့ဒီအနှံ့ကြောင့်မလို့မျက်ရည်ကျနေတဲ့မျက်ရည်အလိုလိုထွက်တာပေါ့နူးညံ့လွန်းလို့ဟာလို့ပေါ့မင်းတတိယကတော့ ငါပစ္စည်းတွေသိမ့်မယ်ထင်လို့မြန်ကြောက်ပြီးတော့ငိုနေသလားဘိမိတရာမင်းကြီးကသဘောမပေါက်ဘူးမဟုတ်ပါဘူးမင်းကြီးရဲ့ခေါင်းကပါလာတဲ့အနှက်နေကြောင့်မလို့နူးညံ့လွန်လို့မျက်ရည်ကျဟုတ်လားအဲ့ဒါနဲ့အဲဘိမိတရာမင်းကြီးကိုဒီသူမြောက်ကျွန်းသူကပါတယ်ဒီကြောက် အပူရှိန်နဲ့ချက်တဲ့ထမင်းပေါ့နော်အဲ့ဒါကိုကြွေးတော့မင်းကြီးကစားကောင်းနဲ့အတင်းစားတဲ့အခါတော်ပါတော့လို့တအားယူရတယ်တော်နေသဘောနဲ့ပြီးတော့ပြဿနာတည်ရင်သူတရားခံဖြစ်မှာဆိုလို့ဇောတိကာ အလုံးကိုချမ်းသာတာပေါ့နော်ဘင်းကြီးကလည်းပဲစိတ်သဘောထားအလွန်ကောင်းပါလေဘိမိတာရမီရဲ့နောက်ပိုင်းသူလည်းအရိယာဖြစ်တာပေါ့နော်အဲ့ဒီမှာမှတ်သားစရာလေးတစ်ခုကသူ့ရဲ့ဒီတတိကတော်ကိုတို့ရှင်မင်းလာလေဒါကြောင့်မင်းထွက်တွေ့ရမယ်ရှင်မင်းဆိုတာဘလို့လူတုံးလို့မေးတဲ့ရှင်မင်းဆိုတာတို့ကိုဆိုးရတဲ့လူပေါ့ကွာလို့ပြောတယ်တော်တော်ဝမ်းနေသွားတယ်ဩ ျုပ်တို့အစိုးရတဲ့လူဟာရှိသေးသလားပေါ့ကျုပ်တို့ကသူများလက်အောင်နေရတာလားပေါ့အဲ့လိုဆိုရင် ရှေးတုန်းကကုသိုလ်ကောင်းမှုကိုယုံကြည်မှုနည်းနည်းလေးနဲ့ကျုပ်တို့ဟာပြုခဲ့ဟန်တူတယ်ကုသိုလ်ကောင်းမှုကိုတကယ်ကိုယုံကြည်ကြည်ထက်ထက်တန်တန်မပြုခဲ့လို့ကို့အစိုးရတဲ့လူရဲ့လက်အောက်မှာကိုနေရတော်တော်တောင်ဝမ်းနေသွားတယ်အေးတဲ့အဲ့ဒီတထေးကတော်ကဟုတ်လားအဲ့ဒါနဲ့နောက်တော့အစာတသက်ရှင်ပြန်ဖြစ်လာပြီဆိုရပါစို့ အဲ့တော့ရှင်မင်းဖြစ်လာတော့သူဥစားပြီးလုပ်မဲ့လုပ်ငန်းတွေမှာအဲ့ဒီဇောတိတဇောတိကရဲ့အိမ်ကိုသွားသိမ်းဖို့လုပ်ငန်းကတစ်ခုပဲအဲ့ဒါသွားသိမ်းနေစစ်စစ်ဟာစစ်အင်္ကာတွေပြင်ဆင်ပြီးတော့ဖြစ်ရှင်တော့အဲ့ဒီအချိန်မှာဇောတိကတထေရံမြတ်စွာဘုရားအကြောင်းတော်သွားပြီးတော့တရားနာတယ်တထေမရှိဘူးသူ့ရဲ့အိမ်တကားအေးဒီအိမ်အုပ်တိုင်းနေရဒီဖန်နေမှန်နေနဲ့လက်တရားဖန်ဆင်းပေးထားတယ်လို့ဆိုတယ်အဲ့ဒီစစ်တပ်ကဝိုင်းနေတဲ့အခါကျတော့ဒီအရေးတွေပေါ့နော်သူတို့ရဲ့အရေးတွေကိုပဲသူတို့ရဲ့ဆင်နေမြင်နေရကြောက်လန့်ပြီးတော့အကုန်ပြန်ပြေး ဇာတတက်ကလည်းပဲဒီဥစ္စာနော်ဒီအိမ်ကိုအဆောင်ထားတဲ့စစ်တပ်ဖြစ်မယ်လို့ပဲ तू ကလည်းထင်အဲ့ဒါနဲ့ပြင်းတဲ့ तू ကလည်းဖခင်ကြောင့်တော့ရောက်သွားအင်းတဲ့ရောက်သွားတဲ့အခါကျတော့ဇောတိကတထေကြီးကိုတွေ့တော့ဩသင်အသင်ရဲ့လက်အောင်ငယ်သားတွေနဲ့ငါ့ကိုရှစ်ထိုးဖို့ပြစ်ထားခဲ့ပြီးတော့သင်ကတော့ဒီလာပေါ်တရားနာခြင်းဟာဆောင်းနေသလားမို့အဲ့ကျွန်တော်ဇောတိကတထေကြီးကဩအရှင်မကြီးကျွန်တော်အိမ်ဘာလို့သွားတာတော့အမင်းကိုသိမ့်ယူမလို့တစ်သွားထိုးတာပေါ့မင်းကြီးတဲ့ ကျွန်ုပ်အိမ်ကိုတင်းဖို့မပြောနဲ့တဲ့ကျွန်ုပ်မပေးဘူးဆိုလို့ရှိရင်ကျွန်ုပ်ရဲ့ပစ္စည်းကိုစံကြီးမင်းတမင်လေးတော့တမင်းကြီးယူလို့မရဘူးအဲ့လိုပြောတဲ့အခါကျတော့ဇာတ်သမီးကြီးကမယုံဘူးမယုံလို့ရှိရင်ထင်ရှားအောင်ပြမယ်လက်ဆယ်ကျောင်းမှာလက်စွပ်တစ်ချောင်းလောက်တကွင်းစီဝတ်ထားပါနော်လက်စွပ်10ကွင်းဟုတ်လားတမင်းကြီးဒီလက်စွပ်ကိုကျွန်ုပ်မင်းကြီးကိုမပေးဘူးတဲ့ယူပါဆိုမင်းကြီးကဆွဲချွတ်တယ်လုံးဝမကြုတ်ဘူးတဲ့ ဇာတသမင်းကအားအလွန်ကောင်းတယ်အဲ့ဒီမှာတော့ရေးထတာဘုံဘုံတော့ကောင်းကောင်းမှတ်ပြီးတော့ပါဘူးထိုင်ရက်ခုံလို့ရှိရင်ဘယ်နဲ့တောင်မြင့်အောင်ခုံနိုင်တယ်ရက်ပြီးတော့ခုံရင်ဘယ်နဲ့တောင်မြင့်အောင်ခုံနိုင်တယ်ဒီလောက်အားကြီးတဲ့ဘယင်ကဒီလက်စုပ်ကိုကျွတ်အောင်မကျွတ်နိုင်အဲ့ဒါနဲ့ချွေးတွေပါတွေပြန်နေပြီဆိုတော့မှကိုင်မင်းကြီးပင်မန်းမှာအေးဝယ်လဲတော့ပစိုးဖြန့်လိုက်ပါဆိုဖြန့်အဲ့ဒီလက်ဆယ်ချောင်းတို့အောက်ကိုစိုက်ချရတာလက်စုပ်တွေအကုန်လုံးအောက်ကိုတော့သူလျှော့ပြီးတော့ကြပါတယ်သူမပေးဘူးဆိုလို့ရှိရင်ဘယ်သူမှယူလို့မရဘူး ဒါ तू ကောင်းမှုကိုပြုကျင်ခါတုန်းကဆူတောင်းနဲ့တွဲပြီးတော့ तू ကပြုတာအဲ့ဒီမှာတခုထူးကြတာဒီဖြစ်ရကသူ့အတွက်တော့အလွန်ကောင်းတဲ့ဖြစ်ရတခုပေါ့ဘာလို့ဆိုတော့ तू အလွန်တန်ဝေကရသွားတယ်။အော်လောကီစည်းစိမ်ဆိုတာရံအလွန်များတယ်ပေါ့နော်။အဲ့ဒါနဲ့ပါရမီရလည်းပါခဲ့တဲ့ပုံကိုကောင်းမှုကိုလည်းအထွတ်အထိပ်ပြုခဲ့တဲ့ပုံကိုဆိုတော့အဲ့ဒါမြတ်စွာဘုရားဒီမှာယဟန်ပြုခွင့်တောင်းမိကြီးကိုလည်းတခါတည်းသူ့တိုင်းပြည်ကတထည့်ဆိုတော့မိကြီးကိုခွင့်တောင်းရမယ်ဝတရားရှိတော့ခွင့်တောင်းတယ်ပေါ့သူ့ကို နော်ယဟန်ပြုတ်ခွင့်ပေးပါဆိုဇောဇာတကလည်းဝမ်းမြောက်ဝမ်းသာပေးတာပဲဒီစီးတိန်တွေသူရမယ်ထင်နေတာအဲသူလည်းယဟန်ပြုတ်သွားရောအဲ့ဒီစီးတိန်တွေအဲ့ဒီဟာတွေအကုန်လုံးကွယ်သွားတယ်နှက်တွေဖန်ဆင်းပေးထားတာတွေသူစီးတိန်တွေအကုန်ကွယ်သွားတယ်အဲသူလည်းယဟန်နာဖြစ်တယ်ဘာကြောင့်သူဟာဒီလောက်ကြီးကျယ်တဲ့နော်အကျိုးရလက်တွေအံ့ဩစရာကောင်းလောက်တဲ့ဖြစ်ရတဲ့နဲ့နော်အမွန်းတင်နေတဲ့သူ့ဘဝဘာကြောင့်ဒီလောက်ကြီးကျယ်တယ်လဲကောင်းမှုအထူးပြုခဲ့တာပဲနော်ဇောတိကတတိအကြောင်းကအလွန်တော့ထင်ရှားပါတယ် အထူးသဖြင့်ဒီလေဒီဆိုတော်ဘုရားကြီးရဲ့ဒါနကောင်းမှုပြုတဲ့နေရာမှာနော်နိဗ္ဗာန်ကိုဒါရိုက်ဆူတောင်းတာနဲ့နိဗ္ဗာန်မရခင်မှာဘဝတန်တရာမှာ ချမ်းချမ်းသာသာနော်ကောင်းကျိုးချမ်းသာကိုရပါရစေလို့ဆူတောင်းတာနဲ့ဘယ်ဟာကောင်းလဲဆိုတဲ့နေရာမှာသက်တည်ပြခံရတဲ့ဖြစ်ရပေါ့နော်သူတို့ညီကိုနှစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဘဝတစ်ခုကအဲ့ဒါပြည့်စေကဘောတာရှင်မြတ်တပါးကိုသူတို့ကကြံစိုက်ပြီးတော့စားရတာဆိုတော့အဲ့ဒီတော့ကဘာလို့လဲဆိုတော့ကြံလှူတာ ဖြစ်ရကိုအသေးစိတ်ပြောနေလို့ရှင်တရားရှည်လိမ့်မယ်နောက်ထပ်ပြောရင်တာလည်းအများကြီးရှိဟုတ်လားအဲ့မှာကျန်လူခဲ့တဲ့အခါကျတော့အကိုဖြစ်တဲ့ပုံကတော့အရှင်ဘုရားတို့သိတဲ့တရားသိပါရစေဒါပဲအဲ့ဒီညီဖြစ်မဲ့ဇောတိကဖြစ်မဲ့ညီဖြစ်တဲ့လူကတော့ရှင်ဘုရားတို့သိတဲ့တရားကိုသိပါရစေဒါပေမဲ့လို့တော့မသိသေးခင်မှာဒီဘဝတန်တရားမှာချမ်းချမ်းသာသာနေပါရစေသူဘဝတန်တရားရဲ့ပုံမှာ နေမှာကိုလည်းသူရကျင်နေဒါပေမဲ့ဘဝတန်တရားပုံမှာမမောတဲ့စိတ်လည်းရှိနေတယ်ပေါ့ဟုတ်လား အဲ့ဒီစိတ်နဲ့ဆူတောင်းတဲ့အတွက်ကြောင့်ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာအဲ့ဒီညီကိုနှစ်ယောက်ဟာညီကိုနှစ်ယောက်ပဲပြန်ဖြစ်တယ်။နော်။အဲ့တော့အကိုဖြစ်တဲ့လူကတော့သူ့ရဲ့စိတ်ဓာတ်ကိုအစားရှင်ဘုရားတို့သိတဲ့တရားသိပြရစီဆိုတဲ့ဆူတောင်းကိုကြည့်ရင်သိနိုင်တယ်လေ။အဲ့ဒါနဲ့ဝိပဿနာမြတ်စွာဘုရားဒီမှာယဟန်ပြုတ်ပြီးတော့ယဟန်နာဖြစ်သွားတယ်။အဲ့ဒါညီကတော့ဒီမှာမပြုတ်နိုင်ဘူးဒီစည်းတိမ်နေထဲမှာပဲနေတယ်အပရာစိတ္တတဲ့သူ့နာမည်ကတထေကြီးပါပဲ။ ဘလောက်ထိသူကတရားတရားကောင်းလဲအဲ့ဒီဘုဘတိမြတ်စွာဘုရားလက်ထက်မှာသူပြုခဲ့တဲ့ကောင်းမှုပေါ့နော်အဲ့ဒါနဲ့သူ့ကိုကမင်းမြတ်စွာဘုရားသတင်းသုံးဖို့ကန္နာကုရီဆောက်ပြီးတော့လှူဆိုတော့ကန္နာကုရီတိုက်ကြီးဆောက်လှူနော်အဲ့ဒါနဲ့တရားနာလာစေခြင်းလို့ဆိုပြီးတော့ကြောင်းမှသူကယတနာပစ္စည်းတွေကျဲထားတယ်တရားလာနာတဲ့လူတွေဟာနော်ဒီပစိုးနယ်ပါနဲ့တော့ထုတ်မသွားနဲ့ပေါ့လက်နဲ့တဏ္ဍာန်ယူသွားလို့ရတယ်သူစေတနာဘယ်လိုစဉ်းစားရလဲဆိုတော့ လူတိုင်းတရားတရားရှိတာမဟုတ်ဘူးပေါ့နော်တရားနာကျင်လို့လာနာတဲ့လူရှိတယ်လို့ဒီဥစ္စာပစ္စည်းကိုလိုချင်တဲ့စိတ်နဲ့လာတဲ့လူရှိမှာပဲလာပါစေလာတော့ကတော့ဥစ္စာပစ္စည်းလိုချင်လို့လာတာပဲဒါပေမဲ့ဒီကြတရားနာလို့ရှိရင်သူတို့အတိအမြင်ပြောင်းသွားနိုင်တယ်တယောက်ပဲပြောင်းပြောင်းနှစ်ယောက်ပဲပြောင်းပြောင်းဥစ္စာပစ္စည်းဆိုတာဒီလောက်ကြီးတန်ဖိုးရှိတာမဟုတ်ဘူးပေါ့သူတို့အတိဉဏ်ရဖို့ကအရေးကြီးတယ်ဆိုတဲ့စိတ်ထားအဲ့ဒါ तू ကခုနှစ်ရက်တိတိအဲ့လိုဥစ္စာပစ္စည်းတွေကိုအကုန်လုံးကြောက်တံပရမရီ ြဲထားတာပေါ့ကြောင်းထဲမှာတခုကတော့သူတော်တော်မြတ်နိုးတယ်တဲ့မြတ်စွာဘုရားရဲ့အယောင်တော်နဲ့ပေါင်းပြီးတော့နော်အလွန်တင့်တယ်တဲ့အယောင်ဖြစ်အောင်ဆိုပြီးတော့နော်တခွားသီးတိတိလောက်ရှိတယ်ဗရမညာပေါ့အဲ့ဒါမြတ်စွာဘုရားရဲ့ပြင်ချည်ရင်းမှာပဲပူဇော်ထားတာအဲ့ဒါကိုတော့ဘယ်သူမှမယူပါစေနဲ့လို့သူ့စိတ်ထဲမှာအဲ့လိုဖြစ်တယ်အဲ့တော့ဒီနေ့တော့ဒီမိစ္ဆာယူဝါဒရှိတဲ့ပုံနာတယောက်ကတထေရအဲ့ဒါလိုလုပ်တဲ့ယတနာသွားယူမယ်ရှုပြီးတော့ ဒီပြင်ဟာမယူပဲနဲ့အဲ့ဒါမြတ်စွာဘုရားနဲ့မရောက်မလဲချင်းကပ်ပြီးတော့အဲ့ဒီပရမယောကိုရအောင်ခိုးသွားတယ်။အဲ့ဒါကို तू ကမြင်တယ်မြင်တဲ့အခါကျတော့စိတ်မချမ်းသာဘူးပေါ့နော်။အဲ့ဒါနဲ့မြတ်စွာဘုရားနော်ဒီပြင်ရက်တွေမှာကြောင်းလိုက်ထဲမှာရှိတာလေ तू ယူသွားတာဘလို့မှစိတ်ထဲမှာမဖြစ်ဘူးအလွန်လဲဝမ်းသာတယ်။ဒါပေမဲ့မြတ်စွာဘုရားအတွက်တပြည့်တော်ရည်ရွယ်ထားတယ်အလွန်တင့်တယ်တဲ့ဒီပရမယောကြီးယူသွားတော့ तू စိတ်ထဲမှာအခက်ရခက်တယ်ပေါ့နော်။အဲ့ဒါမြတ်စွာဘုရားဝိပဿနာမြတ်စွာဘုရားဘာပြောလို့ဆိုတော့အော် သင်တတိမင်းကကိုပစ္စည်းကိုသူများမယူနိုင်အောင်ကိုမကြိုက်လို့ရှိရင်မယူနိုင်အောင်လှုပ်တဲ့နီးကိုမှမတိဘဲကိုစကရိတ်လေးတန်းတာဟုတ်လားအဲ့ဒါနဲ့သူကနားလေသွားဆူတောင်းတာဒီနေ့ဒီချိန်ကစပြီးတော့နော်သူပြုတ်ရတဲ့ကုတို့ကောင်းမှုတို့ကြောင့်မလို့သူ့ရဲ့ပစ္စည်းကိုသူသာမပေးလို့ဆိုရင်ဘယ်သူမှစံကြည်မင်းတမင်အားစပြီးတော့မယူနိုင်ပါစေတည်းဒီဒီဆန္ဒကသူကကောင်းမှုနဲ့ပေါင်းပြီးတော့ဖြစ်တဲ့ဆန္ဒမဟုတ်လို့ပြီးွားတဲ့သဘောပေါ့နော် ဒါဇောတိကတတိယအကြောင်းအရာလေးတွေပေါ့ဟုတ်လားထောက်သေးချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့ပါဝတ်တွေ့ရတယ်ပုပ်ဝေစာကတပုံညတာပေါ့နော်ကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တို့ရဲ့အံ့ဩစရာကောင်းတဲ့အကျိုးရလဒ်တွေပေါ့ဟုတ်လားကိုကမဉဏ်ဖုန်ညာရမယ်အဆင့်ထိရအောင်ကောင်းမှုတွေကိုအများကြီးပြုခဲ့မယ်ဆိုရင်လည်းဒီဘဝမှာလွယ်လွယ်ကူကူနဲ့ရသွားမှာပဲတချို့အတိတူးဉာဏ်တွေကိုလွယ်လွယ်ကူကူနဲ့ရကြတယ်တချို့လွယ်လွယ်နဲ့မရဘူးဆိုတာတွေကလည်းပဲဒီအတိတ်ကံပေါ်မှာ များကြီးမူတည်တာပေါ့